ယခင်တော့လည်း2013တော့လည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGP ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတဲ့ပါဝင်တဲ့ကဘောချိုင်းမန်းဒေတာကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ဒေတာကန်တွေက စာနာပြကန့်ကွက်ခဲ့တာမျိုးရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ကောင်းမိတ်ဆွေကောင်းဖြစ် အမြဲရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကို ပြပြအောင်မလုပ်သင့်ဘူးဆိုတာပြောကြလို့ပါတယ်။မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အတိပေးတင်တာတွေပြောဆိုတင်တာတွေကို ဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြန်မာနဲ့ပတ်သက်ပြီးမီဇိုရန်နဲ့မနီပူရာလွတ်တော်အမတ်များပြောကြားချက်ကိုစစ်ကောင်စီတုံ့ပြန်လိုက်တဲ့ရုပ်တံနဲ့အတူအခြားနိုင်ငံနဲ့ပေါင်းစည်းဖို့မူဝါဒမရှိဘူးလို့ CNF ပြောလိုက်တဲ့ထူးခြားသတင်းမှာတင်ဆက်ပေးခြင်းပါတယ်။ရှင်မျိုးသားတပ်ဦး CNF ဟာအခြားနိုင်ငံတွေရဲ့နိုင်ငံရေးအချုပ်အခြာမှာပါဝင်ပေါင်းစည်းဖို့မူဝါဒမရှိကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောကြားလိုက်ပါတယ်အိန္ဒိယနိုင်ငံအမတ်ချုပ်ကချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းမှုပြောဆိုမှုကပိုချိုင်ဝမ်ကိုမနီပူရာပြည်နယ်အတွက်ပြန်ရယူပေးဖို့အိန္ဒိယအစိုးရကိုတောင်းဆိုမှုလို့နဲ့ပတ်သက်ပြီး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကခုလိုတုံ့ပြန်လိုက်တာပါကျွန်တော်တို့အနေနဲ့တခြားနိုင်ငံရဲ့နိုင်ငံရေးအချုပ်အခြာတွေပါဝင်ပေါင်းစည်းဖို့ဆိုတဲ့ policy တွေမရှိဘူး အာနာရှင်မန်တမျအပီးချေမုံပြီးဖက်ဒရယ်ပြည်တော်စုတိဆောက်ရေးအတွက်ပဲတိုက်ပွဲဝင်နေတာပါလို့ဆလိုင်းထက်နီကဒီနေ့မတ်လ10နှစ်ရက်မှာပြောပါတယ် CNF နဲ့ဒေတာကာကွယ်ရေးတပ် CDF တွေကချင်းပြည်ကောင်စီကိုဖွဲ့စည်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေပါတယ်ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့စကိုင်းတိုင်းနဲ့ချင်းပြည်နယ်အဆက်ကကပိုးချိုင်ဝမ်ဒေတာကိုပြန်လည်တင်းသွင်းယူပြီးမနီပူရီပြည်နယ်ပိုင်းနဲ့မှာထည့်သွင်းပေးဖို့အန္တရာယ်အစိုးရကို ရက်ဂျီယာစာဘာပါတီအမတ်လီရှန်ဘာစာနာဂျိုဝါကအဆိုပြုခဲ့ပါတယ်။အဲဒီလွတ်တော်အမတ်ရဲ့အခုလိုတောင်းဆိုလာမှုဟာအကြမ်းဖက်စစ်ကောင်စီရဲ့စီရေးနိုင်ငံရေးဘက်ပေါင်းစုံဆုတ်ယုတ်လာကြောင်းနဲ့တော်လန်ရေးဘက်ကစီရေးနိုင်ငံရေးယက်တီချက်ပုံမူအားကောင်းကြောင်းတက်တည်ပြီးဖြစ်တယ်လို့ဆလိုင်းထက်နီကပြောပါတယ်။ဒီနေ့မှာတော့မီဒီယာတွေနေမြန်နေတဲ့အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသ အကြောင်းနဲ့ကဘာဆိုင်မှာကိစ္စအင်းမီဇိုရန်တွတ်တော်အမတ်ဒီကြောကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွတ်တော်အမတ်ကေဘန်လက်ဗီနာကအိန္ဒိယနဲ့နေဆာချင်းဆီဆာနေရမြန်မာနိုင်ငံအနောက်မြောက်ခက်နေရာဒေသတွေကိုတွားရောက်ခဲ့တယ်ဆိုပြီးတော့ကြာအဲ ဟိတ်နူးသတင်းဝက်ဆိုက်မှာဖော်ပြထားတာတွေ့ရပါတယ်သူပြောကြားထားချက်ကတော့ကေဗန်လဗီနာကမီဇိုရန်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနေစားဖြတ်ကျော်ပြီးတွားရောက်ခဲ့တယ်အဲ့ခီးစဉ်နဲ့ပတ်သက်ပြီးမီဇိုရန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့နေချားဆောင်တပ်ကိုအတိအပြအကြောင်းကြားခဲ့တယ်ဆိုပြီးတော့ကြာနေတယ်ဟိတ်နူးသတင်းဝက်ဆိုက်ကဖော်ပြထားတာကိုတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ CNF CND ချင်း PDF ခွဲ့ရင်းနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလဲပြောကြားထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါအပြင်အိန္ဒိယမြန်မာနေစားချင်း နေဆက်ဆက်ဆက်တဲ့နေရာပေါ့တမူကဘောချိုင်းဝမ်းဒေသနဲ့ပတ်သက်ပြီးလည်းအိန္ဒိယအထက်လွတ်တော်အစည်းအဝေးမှာမဏိပူရာပြည်နယ်ပါလီမန်လွတ်တော်အမတ်တဦးကနေပြီးဒီရာနဲ့ပတ်သက်ပြီးရခင်တမိုင်းချောင်းအရာအိန္ဒိယဘက်ကပိုင်နယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒါပြင်မီဇိုရန်ပြည်နယ်ကနေတဆင့်မြန်မာနိုင်ငံတွေကိုဝင်ရောက်လာတဲ့နိုင်ငံခြားသားများကိစ္စနဲ့ပတ်သက်ပြီးဒီလ၁၀ရက်နေ့မှာမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ပေါ့လာဒူဟိုမာကမီဇိုရန်ပြည်နယ် လွတ်တော်မှာကြောကြားကြတာကိုတွေ့ရပါတယ်။ဒီကနေ့ဇွန်လအနေဒီဇင်ဘာလအတွင်းတန်ဒေဇက်ဒေတာဖြစ်တဲ့အိုင်ဇောကိုမန္တလေးမှာထောင်နေပါလို့လည်းပတ်ပြီးဒီနေ့အတွင်းနဲ့တွေ့နေတာမတွေ့ဘဲနဲ့အဓိကရည်ရချက်ကမြန်မာနိုင်ငံအတွင်းချက်ကြောဝင်ရောက်ပြီးမြမပြည်တွင်းရေးတွေကိုမရောက်စုဖက်ရန်ဖြစ်တယ်ဆိုပြီးလွတ်တော်မှာတရားဝင်တင်ပြခဲ့တဲ့ပြတင်းကိုလည်း The Time of India ပြတင်းဌာနကနေပြီးပြောကြားထားတာကိုတွေ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့အမေးအမြစ်ချက်ကိုကျွန်တော်ပြောကြားလိုတာကတော့မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာဒိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်အိန္ဒိယရဲ့ at east policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံတွေကတော့ဒီကိစ္စလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံဆိုရအနေနဲ့အိန္ဒိယနယ်မြေကိုအသုံးပြုပြီးမြန်မာကိုစန့်ကျင်နေတဲ့အုပ်စုများကိုမလိုလားတော့မြန်မာနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကို စန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြန်မာနိုင်ငံနဲ့လက်ခံထားပါဘူး။ဒီဟာနဲ့ပတ်သက်ပြီးနိုင်ငံတကာဒေသလုံခြုံရေးအတွက်နိုင်ငံပူပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်။အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်။ပူပေါင်းဆောင်ရွက်မှုကိုလည်းလက်တွေ့ပြသပြီးဖြစ်တယ်ဆိုတာအိန္ဒိယနိုင်ငံအစိုးရအနေနဲ့ဒါသိပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့တူပဲတခင်ကတိုင်သဘောတူထားတဲ့ငင်းချမ်းစွာအတူရှင်သွဲနေထိုင်ရမူကြီး900အတိုင်းပဲနေထိုင်ရရှိပါတယ်။မိတ်ဆွေကောင်း ပီတာစွာဒါနေထိုင်ရရှိပါတယ်မြန်မာအိန္ဒိယနေဆာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနေဆာ1030မိုင်ကျော်ရှည်လျားပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး908မိုင်ကျော်ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်အများစုတိုင်းတာပြီးဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကဘောချိုင်းဝမ်ဒေတာဆိုတာလည်းရခိုင်တိုင်းတာပြီးထဲမှာကျွန်တော်တို့အတိမတ်ပြပြီးထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယ နှနိုင်ငံလေကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်။အပေါ်တိုင်းမှာဒေတာနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ဒီကိန်းတော့လည်း2013တော့လည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေပြီးပါဝင်တဲ့ကဘောချိုင်းမန်းဒေတာကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်း ကလေးမျိုးမှာရောမိခင်မျိုးမှာရောကျွန်တော်ဒေသခံတွေကစာနာပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ချင်းကောင်းမိတ်ဆွေကောင်းဖြစ်အငြင်းရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူး။ ဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာငယ်ငယ်ပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အတိပေးသင့်တာတွေပြောဆိုသင့်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြလို့ပါတယ်အားလုံးကိုကြည့်ကြည့်တင်ပါ